မင်္ဂလာပါရှင်နိုဝင်ဘာ12ရက်နေ့ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့သမျှတွေကသတင်းအကြောင်းအရာတချို့ကိုပြန်ပြီးစူးစီးဖော်ပြပေးလိုက်ပါရရှင်။ကြားဖြတ်မြို့တော်တစ်ခုအဖြစ်သတ်မှတ်ကြရတဲ့ရွှေကုတ်ကုံမြို့သစ်စီမံကိန်းမှာအထက်ကရင်းနှီးမြှုပ်နှံသူစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့တရုတ်ကမ်ဘောဒီးယားနိုင်ငံသားရှီကြည်ချန်ကိုထိုင်းအာဏာပိုင်တွေကနိုဝင်ဘာ12ရက်နေ့ညနေပိုင်းမှာတရုတ်စီပြန်လွှဲပေးလိုက်ပါရရှီကြည်ချန်ကရွှေကုတ်ကုံမြို့သစ်ကို ကရင်နယ်ကြားစောင့်တက် BGF ကောင်ဆောင်စောချစ်သူနဲ့အတူတီထောင်ခဲ့တာဖြစ်ပြီးသူတို့ကစီးပွားဘက်တွေပါသူတို့ကို American နဲ့ Britain ကအေးအေးယူတန်းခတ်ထားပါတယ်အသက်43နှစ်အရွယ်ရှိကိုထိုင်းအထူးရဲတပ်ဖွဲ့ဝင်တွေကချုပ်နှောင်ပြီးနေရာရွှေ့နေတဲ့ဓာတ်ပုံတွေထိုင်းသတင်းဌာနတချို့မှာဖော်ပြခဲ့ပါတယ်ရှီကိုတင်ဆောင်သွားမယ်လေရင်ကဘန်ကောက်မြို့သူဝနဘူမိလေးစိတ်ကနေ November 12ရက်နေ့ညနေပိုင်းမှာထွက်ခွာသွားပါတယ် online လောင်းကစားလုပ်ငန်းတွေနဲ့ဆက်နွယ်တဲ့ဆွဆွဲချက်တွေအတွက်အလို့ရှိကြောင်း တရုတ်ရဲတပ်ဖွဲ့ကအပြည်ပြည်ဆိုင်ရာမှုခင်ရဲတပ်ဖွဲ့ကနေတဆင့်ဆက်သွယ်ခဲ့တဲ့နောက်ဗန်ကောက်မှာရှိနေတဲ့ရှီကိုထိုင်းရဲတပ်ဖွဲ့က2022ဩဂတ်လမှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီးသူ့ကိုဗန်ကောက်မှာချုပ်နှောင်ထားရင်းသူရဲ့ရှင်တွေကတရုတ်စီပြန်လွှဲပြောင်းမှုကိုတားဆီးနိုင်ဖို့၃နှစ်လုံးလုံးအစွမ်းကုန်စ조사ခဲ့ပါတယ်။အထူးသဖြင့်ရှီကကမ္ဘောဒီးယားနိုင်ငံသား passport ကိုင်ဆောင်ထားတာကြောင့်တရုတ်စီလွှဲပြောင်းပေးတာမျိုးမဖြစ်သင့်ဘူးလို့သူ့ရဲ့ရှင်တွေကခုခံရှောက်လဲခဲ့တာပါ။ ဒါပေမဲ့အဆုံးမှာတော့အရာမထင်ခဲ့ပါဘူးအယူခံကိစ္စတွေအားလုံးအရာမထင်တော့တာတေချာသွားတဲ့နောက်ရှီကိုတရုတ်စီလွှဲပြောင်းပေးတော့မယ်လို့ထိုင်းအာဏာပိုင်တွေကနိုဝင်ဘာ10ရက်နေ့မှာကြေညာခဲ့ပါတယ်ရှီနဲ့ပတ်သက်တဲ့ဆွဆွဲချက်တွေထဲမှာတော့ဒေါ်လာ385ဘီလီယံလောက်ထိရှိနိုင်တဲ့လောင်းကစား website 239ခုကိုထိန်းချုပ်ထားတယ်ဆိုတာလည်းပါဝင်ပါတယ်။ကရင်ပြည်နယ်မြောက်ပိုင်းမြို့ကရွှေကုတ်ကိုမြို့သက်စီမံကိန်းမှာလဲသူ့ရဲ့ရထိုက် International Company ကကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားတယ်လို့ ရွှေကုတ်ကောင်မှာရှိရဲကာစီနိုယုံကြီးနှစ်ခုရှိကြောင်းဆွဆွဲခံခဲ့ရပါတယ်။ထိုင်းမှာစုံစမ်းစစ်ဆေးမှုတွေကိုရင်ဆိုင်နေရတဲ့ကာလတခြားရှိကသူဟာဘာအမှားမှကျူးလွန်မထားကြောင်းအစဉ်တစိုက်ညှင်းဆို့ခဲ့တာပါ။ရှိအပေါ်ဆွဆွဲချက်တွေဟာတရုတ်ကနိုင်ငံရေးအခြေပြုစေ့ဆော်မှုတွေနဲ့ထောင်ချောက်ဆင်ထားတာသာဖြစ်တယ်လို့သူ့ရဲ့ရှင်းလင်းတွေကလည်းပြောပါတယ်။ရွှေကုတ်ကောင်ဟာအွန်လိုင်းကာစီနိုတွေအပြင် digital ငွေကြေးလိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေလူမှောက်ကုန်မှုနဲ့ တခြားရာဇဝတ်မှုကျူးလွန်တဲ့ဂိုင်းတွေကျင်လဲကျက်စားရာဒုစရိုက်မျိုးတော်တစ်ခုဖြစ်လဲနမေဇိုးနဲ့ကြော်ကြားပါတယ်စက်တင်ဘာလမှာတော့ American Bandai ဝန်ကြီးဌာနကရွှေကုတ်ကိုအပြင်အနီးတစ်ဝိုက်ကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်တဲ့ကုမ္ပဏီ၉ခုကိုနမေပြက်စရင်သွင်းပြီးပိတ်ဆို့အရေးယူကြောင်းကြေညာခဲ့ပါတယ်စစ်တပ်နဲ့ BGF ကတော့ 6K ကော်ဒေတာက KK ပတ်ကိုကြားဖြတ်နှိမ်နှင်းရေးလုပ်တဲ့ဆိုပြီးလောက်ကိုင်းနေသူတွေကိုပြန်ခိုင်းတယ်လို့အဆောက်အအုံတရာကျော်ကိုဘုံခွဲဖြက်စီးပြနေပါတယ် ဒါပေမဲ့ရွှေကုတ်ကုံမြို့တဲ့ကြောက်ခတ်အပဝင်တခြားကြားဖြတ်လုပ်ငန်းတွေအများပြားရှိတဲ့နေရာတွေကိုတော့အခုချိန်ထိမတူမထီရသေးပါဘူးရှင်။စကိုင်းတိုင်းကံဘလူးနဲ့ခင်ဦးမြို့နယ်ကြားမှာစစ်တပ်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ရပြီးတပ်မ33ဗျူဟာမှုအလောင်းနဲ့စစ်ကောင်စီတပ်သားတွေအများအပြားကိုအရှင်ဖမ်းမိတယ်လို့စကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်တို့က People Spring ကိုပြောပါတယ်။နိုဝင်ဘာ12ရက်နေ့ကကံဘလူးမြို့နယ်ရင်းတက်ရွာနဲ့ခင်ဦးမြို့နယ်ရှားတော့ရွာကြားမှာ စစ်တပ်စစ်ကြောင်းကို PDF နဲ့ပါကာဖာတွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်20ကျော်နဲ့တပ်ဖွဲ့ဝင်တွေကိုအရှင်ဖမ်းမိထားတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောတာပါ။တပ်မ33ပြူဟာမှုကိုတော့အသေးရတယ်သိရကြောင်းအဲ့ဒီသတင်းရင်းမြစ်ကဆက်ပြောပါတယ်။စစ်တပ်စစ်ကြောင်းပြတ်ပြီးလက်နက်ခဲယမ်းတွေရတာကိုကံဘလူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တအူးကလည်းအတည်ပြုထားပါတယ်။စစ်တပ်စစ်ကြောင်းကနေ12ဦးအရှင်မိပြီးလက်နက်28လက်ရတယ်လို့ ကမ်ဘလူးခရိုင်တရင်သုံးတာဝန်ရှိသူတဦးက People's Spring ကိုအတီးပြူတာပါ။တေဆုံထိခိုက်တာတွေများခဲ့လို့စစ်တပ်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါကနေ Gyrocopter 3စီးနဲ့ November 12ရက်မော်လွယ်3နာရီခွဲဝန်းကျင်မှာလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ November 17ရက်ကစပြီးကမ်ဘလူးနဲ့ရေဦးမြို့နယ်ဘက်ကနေခင်ဦးမြို့နယ်ကိုစစ်တပ်ကနှစ်ဖက်ညက်စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ခင်ဦးနယ်အနောက်မြောက်ချမ်းကကျေးရွာတွေကို ကံဘလူနယ်ဘက်ကအင်အားတရာကျော်ပါတဲ့စစ်တပ်ရဲ့ခြေလင်းစစ်ကြောင်းနဲ့ရေဦးမြို့ကနေလာတဲ့အင်အား80ဝန်းကျင်ပါစစ်ကြောင်းတို့ကကြပြိုင်တဲ့စစ်ကြောင်းထိုးလာနေတာလို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။ဒါကြောင့်လည်းပြည်သူ9000ကျော်ထွက်ပြေးနေရတယ်လို့အသိပေးပါတယ်။စစ်တပ်ကသခိုင်းတိုင်းတဲကဘျူဟာလန်တွေမိန်လန်ကျော်တွေနဲ့တော်လှန်ရေးအင်အားစုထိန်းချုပ်တဲ့နေရာတွေကိုစိုးမိုးဖို့ကြိုးစားနေတာပါ။ပြီးခဲ့တဲ့ဩဂတ်လမှာကံဘလူမြို့နယ်တွေကရွှေဘုံမြစ်ကြီးနားဘျူဟာလန်ပိုင်းကိုပြန်ထိန်းချုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်ခင်ဦးမြို့နယ်ကလမ်းပိုင်းကိုဆက်ထိန်ချုပ်ဖို့စစ်ကြောင်းထိုးခဲ့ပေမဲ့တော်လှန်ရေးအင်အားစုတွေကစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်နိုင်ခဲ့ပါတယ်။ကန့်ဘလူးဇီကုံခင်ဦးနယ်မှာ PDF တွေအကောင်ပြီးစစ်တပ်ကအကြိမ်ကြိမ်ခံနေရတာကြောင့်နေမြေရှင်းလင်းရေးလုပ်ဖို့လိုနေပြီဆိုပြီးစစ်တပ်ဝါဒဖြန့်အကောင့်တွေကရေးသားနေကြပါတယ်ရှင်။တနင်္သာရီမြို့နယ်ထဲမှာရှိတဲ့ထားမြန်မာနယ်စပ်ကမောတောင်ဒေသကိုစစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေလို့ဒေသခံထောင်ချီစစ်ဘေးရှောင်နေရပါတယ်။ နိုဝင်ဘာ10ရက်ကစပြီးမောတောင်နယ်စပ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ခဲ့တာပါ။နိုဝင်ဘာ12ရက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့သိရပါတယ်။စစ်တပ်ကနိုဝင်ဘာ12ရက်နေ့မှာတင် လေရင်နဲ့ဘုံလာကျဲတာနှစ်ခါရှိထားပြီးစစ်ရှောင်းဦးရေထောင်ကျော်ရှိတယ်လို့သတင်းရင်းမြစ်က ပြောပါတယ်။စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုစကားကထိုင်းနိုင်ငံထဲရှောင်ကြသူတချို့လည်းရှိပါတယ်။ဒါအပြင်နယ်စပ်မှာရှောင်နေတဲ့သူတွေများလို့စားနပ်ရိက္ခာအပါအဝင်အရေးပေါ်အကူအညီတွေလည်းလိုအပ်နေတာပါ။ KNU ဗိတ်တဝဲခရိုင်ကလည်းမောတောင်ဒေသခံတွေဟာစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ထွက်ပြေးတိမ်းရှောင်နေရကြောင်းအသိပေးထားပါတယ်။စစ်တပ်ကအာဏာဆက်ပြီးတည်မြဲရေးအတွက်သူတို့အုပ်ချုပ်ရာနယ်မြေတွေမှာရွေးကောက်ပွဲအထမကျင်းပဖို့ကြိုးပမ်းနေတယ်လို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေတွေကိုလည်းပြည်သူတွေအကြောက်တရားဖြစ်စေဖို့ရည်ရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာတွေမကြာခဏလုပ်နေတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဟာနိုဝင်ဘာ17ရက်နေ့လယ်ပိုင်းကလည်း KNU ဗိတ်တော်ဝဲခရိုင် KNLA တမဟာလီနေမည်ဖြစ်တဲ့အင်းသင့်ထာဒေတာကိုလေရင်နဲ့ဘုံကျဲပြီးစက်တနက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။ KNLA တမဟာလီဘူပေါင်းတပ်တွေကအခုနှစ်အတွင်းမှာစစ်ကောင်စီရဲ့နေဆက်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဒေတာရင်းတော်လှန်ရေးတပ်ဖွဲ့တွေကလည်းစစ်ရှိန်ညှဉ်းလာနိုင်ကြောင်းအသိပေးထားပါတယ်ရှင်။စစ်တပ်ကတို့ရှိတဲ့ပြည်ဦးလယ်မြို့မှာနိုဝင်ဘာ12ရက်နေ့မနက်ကလုံခြုံရေးညှင့်ထားခြင်း မြို့လယ်ကရွှေဆိုင်တဆိုင်ဓမြတိုက်ခံရပြီးလူတအူးသေဆုံးခဲ့ပါတယ်။ဓမြတိုက်မှုဖြစ်တာကမြို့ထဲမှာစစ်ကောင်စီအရာရှိတအူးခရီးစဉ်ရှိနေချိန်လမ်းစုံနေရာတိုင်းမှာလုံခြုံရေးတွေချထားတဲ့မနက်၈နာရီခွဲလောက်မှာဖြစ်ခဲ့တာလို့မြို့ကန်တွေကပြောပါတယ်။မနက်ကကလေးတွေကြောင်းပို့ချိန်မှာနေရာတိုင်းစစ်ကောင်စီရဲ့ရင်ထင်းရဲတွေအများကြီးတွေ့ကြရပြီးစစ်ကောင်စီလူကြီးပိုင်းတအူးလာမယ်လို့သိရကြောင်းပြင်ဦးလွင်မြို့ကန်တအူးကဆိုပါတယ်။ပြင်ဦးလွင်မြို့လယ်ကအောင်စပယ်ရွှေဆိုင်ကို ဆိုင်ကယ်အုပ်ထုပ်ဆောင်းထားတဲ့တနက်ကင်လူ၂ယောက်ကဓမြတိုက်ခဲ့တာပါဆိုင်လုံးကျော်ရေးဝန်ထမ်းကဓမြကိုခုခံဖို့ကြိုးစားချိန်တနက်နဲ့အပြစ်ခံရလို့တိတ်ဆုံသွားပါတယ်အသက်58နှစ်အရွယ်ဆိုင်လုံးကျော်ရေးဝန်ထမ်းဦးစိန်ဝင်းကတနက်သမားကိုလက်သီးနဲ့ထိုးခုခံချိန်ပြစ်ခတ်ခံရပြီးတိတ်ဆုံသွားပါတယ်ဒါအပြင်တားဆီးတဲ့ဆိုင်ကအမျိုးသမီးတဦးကိုလည်းတနက်သမားကထုနှက်သွားခဲ့တာပါဓမြတိုက်တဲ့နှစ်ယောက်တည်းကတယောက်ကိုဒေသခံတွေကဖမ်းမိထားပြီးစစ်တပ်ကခေါ်သွားတယ်လို့မြို့ကန်တူပြောပါရယ် ြင်ဦးလွင်နယ်တဆက်တည်းရှိတဲ့မန္တလေးမြို့မှာတော့စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေပြူစောထီအဖွဲ့ဝင်တွေပူးပေါင်းကျူးလွန်တဲ့ရွှေဆိုင်ဓမြတိုက်မှုတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီကပြင်ဦးလွင်မှာရွေးကောက်ပွဲလုပ်ဖို့ကြေညာထားသလိုမြို့သားယာလှပရေးအကြောင်းပြပြီးရက်ွက်တွေကိုဖယ်ရှားတာလမ်းမာတန်ဘေးကဈေးဆိုင်တွေကိုမဖြစ်မနေပြင်ဆင်ခိုင်းတာတွေလုပ်နေလို့ဒေသခံတွေစိတ်ရှုံနေကြပါတယ်ပြင်ဦးလွင်မြို့မှာဆိုင်ကယ်ခိုးယူမှုလူရဲမှုတွေလည်းဖြစ်နေပြီးတရားဥပဒေစိုးမိုးရေးကိုစစ်ကောင်စီကမကင်တွယ်နိုင်ဘူးလို့ မြို့ကန်တချို့ကပြောပါတယ်ရှင်အခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်ဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်တင်တယ်ဆိုတာမျိုးအတိတ်ပဲတက်ရောက်တဲ့တရုတ်တန်ရာရှိရမှတ်ချက်ကြောင့်နှစ်နိုင်ငံကြားအငင်းပွားမှုတွေမြင့်တက်လာနေပါတယ်ထိုင်ဝမ်ကိုသာတရုတ်ကတက်ခိုက်ရင်ဂျပန်ကလည်းပြည်ဆောက်တပ်တွေဆေလွတ်ပြီးကုညီခုခံစေမယ်ဆိုတဲ့သဘောမျိုးကိုဂျပန်ဝန်ကြီးချုပ်တဲ့ဆာနာအေတာဂါအီချီကပြောကြားခဲ့ရကလက်ရှိပြဿနာစတင်ခဲ့တာပါ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့အိုဆာကာမှာရှိနေတဲ့တရုတ်ကောင်စစ်ဝန်ကသဘောထားတုတ်ပြန်ရမှာဒါကာအီချီကိုခေါင်းဖြတ်တင်တယ်လို့အဓိပ္ပာယ်နှစ်ခွအယူလို့ရမယ့်အသုံးအနှုန်းမျိုးနဲ့အရေးသားထားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ထုံးကအတိုက်ခံလွတ်တော်အမတ်တူကထိုင်ဝမ်ကိုသာတရုတ်ကအစ်စ်ပြိုတက်ခိုက်လာမယ်ဆိုရင်ဂျပန်အစိုးရရဲ့အမူအရကဘယ်လိုရှိမလဲဆိုတာကိုမေးမြန်းခဲ့ပါတယ်။တရုတ်ဟာထိုင်ဝမ်ကျွန်းကိုပိုင်တဲ့နေမျိုးတစ်ခုအဖြစ်သတ်မှတ်ထားပြီးလိုအပ်လာရင်စစ်အင်အားသုံးသိမ်းယူမယ်လို့မကြာခဏချင်းချောက်ထားပါတယ်။ ထိုင်ဝမ်ကတော့ဒီမိုကရေစီပြည့်ဝတဲ့တရားလွတ်လပ်စွာရည်တည်မှုကိုသာလိုလားနေတာပါ။အတိုက်ခံအမတ်ရဲ့အမေကိုတာကာအီချီကပြန်ဖြေရမှာတော့ထိုင်ဝမ်နားကိုစစ်တမ်းမော်တွေရောက်လာတာအင်အားတုံးမဲ့အရေးအယောင်တွေတွေ့လာတာမျိုးဆိုရင်ဘယ်သူတွေကဘလို့ပဲအမြင်ကွဲနေပါစေလက်တွေ့အားဖြစ်တော့ရှင်တန်မှုကိုချင်းချောက်ချင်းဖြစ်စဉ်တစ်ခုလို့သတ်မှတ်ရလိမ့်မယ်လို့တုံ့ပြန်ခဲ့တာပါအဲ့ဒီဝေါ်ဟာရကဂျပန်ရဲ့အစ်စ်ရေးနဲ့အနိုင်ငံရေးအခင်းကျင်းမှာတော့အထူးအကဲဆန်နိုင်ပါတယ် ဒီစကလုံးကို2015ခုနှစ်ဂျပန်လုံခြုံရေးဥပဒေထဲမှာတရားဝင်သုံးလုံးထားပြီးဂျပန်နဲ့မဟာမိတ်နိုင်ငံတစ်ခုခုကိုလက်နက်ကင်တိုက်ခိုက်မှုတစ်ခုဖြစ်လာတာမျိုးကိုရင်ညွှန်းပါတယ်။ဒါဆိုရင်ဂျပန်ရဲ့ပြည်ဆောက်တပ်တွေကအဲ့ဒီချင်းချောက်မှုကိုတုတ်ပြန်ဖို့အစည်းအမံတွေကိုစတင်အသက်သွင်းရမှာဖြစ်ပါတယ်။ဒါကအီချီရဲ့စကားကတရုတ်သာထိုင်ဝမ်ကိုတိုက်ရိုက်တိုက်ခိုက်လာမယ်ဆိုရင်ဂျပန်ကတရုတ်ကိုတိုက်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်နေတဲ့နောက်ဒါဟာအစွမ်းကုန်မိုက်မဲတဲ့အမှတ်ချက်မျိုးလို့ တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကအဝေဖန်ခဲ့ပါတယ်။အိုဆာကာမှာရှိတဲ့တရုတ်ကောင်စစ်ဝန်ရှူချန်းကဒါကာအီချီရဲ့စကားတွေအကြောင်းဖော်ပြထားတဲ့သတင်းဆောင်ပါတစ်ခုကိုလူမှုကွန်ရက်မီဒီယာအိတ်မှာမျှဝေခဲ့ရမှာ။သူကိုယ်ပိုင်မှတ်ချက်တစ်ခုကိုပါထည့်ရေးခဲ့ပါတယ်။ရှူရဲ့မှတ်ချက်မှာတော့ညဉ့်ညံတဲ့ခေါင်းကသူ့ဘာသာဆက်နေရင်တောင်ဖြတ်ပြစ်ရမယ်လို့ပါရှိခဲ့ပါတယ်။ဒါဟာအန်ဒီယံများပြီးဒုက္ခပေးနိုင်တဲ့အတွေးခေါ်မျိုးကိုအခြေအနေဆိုးမှခင်ကြိုတင်ရှင်းပြတဲ့နယ်ဆိုတဲ့အသေးပေမျိုးရည်ညွှန်းတာလည်းဖြစ်နိုင်ပါတယ်။ ။တန်အရာရှိတူအနေနဲ့ဒီစကလုံးမျိုးသုံးလုံးတာကတင်းလျော်မှုလုံးဝမရှိဘူးလို့ဂျပန်အစိုးရအတွင်းရေးမှူးချုပ်မီနိုရူခီဟာရာကနိုဝင်ဘာလ10ရက်နေ့မှာအတိအလင်းဝေဖန်ခဲ့ပါတယ်။ရှူရက်မှတ်ချက်နဲ့ပတ်သက်လို့ဂျပန်ကတရုတ်အစိုးရစီဓာတ်ရိုက်အရေးဆိုကန့်ကွက်ခဲ့တယ်လို့တစ်ဖက်မှာလည်းတက္ကသိုလ်ကြီးပြောခဲ့တဲ့စကားအတွက်တရုတ်ကဂျပန်စီတရုတ်ဝင်ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။အငင်းပွားစရာတွေဖြစ်လာတဲ့နောက်ရှူကသူ့ရဲ့ post ကို X ကနေပြန်ဖယ်ရှားလိုက်ပြီးဖြစ်ပေမဲ့အငင်းပွားမှုတွေကတော့မပြီးဆုံးသေးပါဘူး။ နိုဝင်ဘာလ17ရက်နေ့မှာတော့တာဂါအီချီကသူပြောခဲ့တဲ့သဘောထားမှတ်ချက်ကိုပြန်ရုပ်သိမ်းစရာအကြောင်းမရှိဘူးလို့ထပ်ပြောခဲ့ပါတယ်။သူ့ရဲ့သဘောထားဟာအစိုးရရဲ့ပုံမှန်ဆွဲကင်ထားတဲ့မူဝါဒရပ်တည်မှုကိုပဲရည်ညွှန်းကြောင်း။ဒါပေမဲ့သူ့အနေနဲ့တခုခုကိုမှတ်ချက်ပေးမယ်ဆိုရင် စကားအသုံးနှုန်းကိုပိုပြီးဂရုစိုက်သွားဖို့တော့ရှိနေကြောင်းဝန်ကြီးချုပ်ကပြောကြားသွားပါတယ်ရှင်။နေဆက်မှာမြေမြုပ်မိုင်းတွေထောင်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့ဝန်ချတောင်းပန်ဖို့ကမ္ဘောဒီးယားကိုထိုင်းအစိုးရကတောင်းဆိုလိုက်ပါတယ်။ အခုသတင်းပတ်ထဲမှာမိုင်းကွဲပြီးထိုင်းစစ်သားတွေဒဏ်ရာရခဲ့တာဟာကမ္ဘောဒီးယားကအသစ်ထထောင်ထားတဲ့မိုင်းတွေကြောင့်လို့ထိုင်းကဆွဆဲခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးထိုင်းဟာကမ္ဘောဒီးယားနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားတဲ့စာချုပ်တွေကအချက်လက်တွေလိုက်နာကြံတော်မှုကိုစိုင်းငံ့ထားမယ်လို့လည်းနိုဝင်ဘာလ10ရက်နေ့မှာကြေညာခဲ့တာပါထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာဇူလိုင်လတုန်းကနေဆက်ပြည်ပခါတွေကိုအကြမ်းပြုပြီး9ရက်ကြာဆစ်ဖြစ်ခဲ့ပါတယ်အဲ့ဒီနောက်ပြီးခဲ့တဲ့လောက်မှာတော့ American Malaysia အစိုးရရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုအရစစ်ပြင်းရင်းရေးစာချုပ်ချုပ်ဆိုခဲ့တာပါ။နိုဝင်ဘာလ10ရက်နေ့ကမိုင်းပေါက်ကွဲမှုကြောင့်နေဆက်မှာကင်းလက်နေတဲ့ထိုင်းစစ်သားတယောက် ကိုလက်အင်ကချုပ်ရင်းပြီးနောက်တစ်ယောက်လည်းဒဏ်ရာရခဲ့တယ်လို့ထိုင်းစစ်တပ်ကပြောပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားကတော့စစ်ဖြစ်ပြီးနောက်ပိုင်းနေဆက်မှာနင်းမိုင်းတွေထပ်ထောင်ထားတယ်ဆိုတာကိုညင်းဆိုထားပါတယ်။ထိုင်းစစ်သားတွေထိခိုက်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ကမ္ဘောဒီးယားဘက်ကတေချာပြန်တောင်းမဖို့တောင်းဆိုထားကြောင်း ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိ Nick Condat Balangura ကသတင်းထုတ်တွေကို November လ12ရက်နေ့မှာပြောကြားခဲ့ပါတယ်။ပြီးတော့ဒီကိစ္စမှာဘာတွေမှားယွင်းခဲ့တယ်လဲ၊ဘယ်သူစီမှာတောင်းဝန်ရှိတယ်လဲဆိုတာတွေကိုအချက်အလက်အတိအကျအစုံစမ်းဖော်ထုတ်နိုင်ဖို့နောက်ထပ်အလားတူကိစ္စတွေဖြစ်မလာအောင်တားဆီးမဲ့အစည်းအမံတွေရေးဆွဲဖို့ကမ္ဘောဒီးယားဘက်ကအသိပေးထားကြောင်းသူကဆိုပါတယ်။ထိုင်းဘက်ကတောင်းဆိုမှုနဲ့ပတ်သက်လို့ကမ္ဘောဒီးယားအစိုးရပြောရေးဆိုခွင့်ရအရာရှိသူကတော့မှတ်ချက်ပေးဖို့အငင်းဆိုသွားပါတယ်။ နိုဝင်ဘာလ17ရက်နေ့မှာကမ်ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကထိုင်းနဲ့နေဆက်တချက်မြေမြုပ်မိုင်းအသစ်တွေထပ်ပြီးထောင်ထားတယ်ဆိုတဲ့ဆွဆဲချက်ကိုပယ်ချခဲ့ပြီးငင်းကြေးသဘောတူညီချက်ကိုတိတိကျကျလေးစားလိုက်နာအကောင့်ထဲဖော်နေကြောင်းတုံ့ပြန်ခဲ့ပါတယ်။ထိုင်းစစ်တပ်ကထုတ်ပြတဲ့မိုင်းအစိပ်ပိုင်းတချို့ကိုလေ့လာပြီးစစ်လက်နက်ဘာရကူတချို့ကတော့တချို့မိုင်းတွေဟာလက်တလုံးမှအသစ်ထောင်ထားတာဖြစ်နိုင်ခြေရှိကြောင်းခန့်မှန်းထားကြပါတယ်ရှင်။ ရုရှားရဲ့မျိုးဆက်သစ် hypersonic ဒုံးကျည်တပ်ဆင်ထားတဲ့တပ်လျင်တစ်စီးကိုခိုးယူဖို့ယူကရိန်းနဲ့ဗြိတိန်တို့ပူးပေါင်းကြံစည်ခဲ့ကြောင်းရုရှားထောက်လှမ်းရေးဌာန FSB ကဆွဆဲပြောကြားခဲ့ပါတယ်။ရုရှားထောက်လှမ်းရေးဌာနရဲ့အဆိုအရယူကရိန်းနဲ့ဗြိတိန်တို့ဟာ Kinzhor အမျိုးအစား hypersonic ဒုံးကျည်တပ်ဆင်ထားတဲ့ MiG-31 တပ်လျင်တစ်စီးကိုအပိုင်စီးပြီးခိုးယူလာပေးဖို့ရုရှားတပ်လျင်မှုတူဦးကိုချဉ်းကပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမစ်ရှယ်တစ်ခုလုံးရဲ့အရေးအယွက်ချက်က ရုရှားကိုအကြီးအကျယ်ဒေါသထွက်အောင်ရန်ဆပြီးပြည်ထနာတွေကို ပိုရှုပ်ထွေးသွားစေဖို့ဖြစ်တယ်လို့ဆိုပါတယ်။ခင်ဇောဆိုရာဟာရုရှားသမ္မတဗလာဒီမာပူတင်ဂုံအယူရဆုံး hypersonic ဆက်လက်နက်တွေတဲကတစ်ခုဖြစ်ပါတယ်။ hypersonic ဆိုရာဟာအတန်ထက်အနည်းဆုံး၅ဆပိုးများအောင်ပြန်တန်းနိုင်တဲ့ညံနှုံးကိုရည်ညွှန်းတာပါ။ရုရှားသတင်းဌာန Interfax က FSB အရာရှိတချို့ရဲ့အဆိုကိုကိုးကွားပြီးနိုဝင်ဘာလ17ရက်နေ့မှာသတင်းဖော်ပြခဲ့ရပါတော့ Ukraine ထောက်လှမ်းရေးအေဂျင်တွေဟာ တိုက်လေရင်မှုကို mid 31တိုက်လေရင်နဲ့အတူဒုံးကြီးကိုခိုးယူလာပေးမယ်ဆိုရင်ဒေါ်လာ3တန်းပေးမယ်လို့ကန့်လန့်ခဲ့ကြောင်းဒါပြင်လေရင်မှုဆန်သားရှိတဲ့ဥရောပနိုင်ငံတစ်ခုခုမှာနိုင်ငံသားဖြစ်ခွင့်ပြုမယ်လို့လည်းကတိပြုခဲ့ကြောင်းပါရှိခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့လေရင်ကို အပိုင်စီးခိုးယူပြီးရင်နေဒိုးစစ်မှောက်မဲ့အဖွဲ့ဝင်ရူမေးနီးယားနိုင်ငံရဲ့ကွန်စတန်တာမြို့နားကစစ်အခြေစိုက်စကန်တစ်ခုစီပြန်တန်းလာရမှာ ဖြစ်ပြီးအဲ့ဒီနေရာမှာလေကြောင်းကောက်ွေလက်နက်တွေနဲ့လေရင်ကိုဖျက်ဆီးပစ်ချလိုက်မှာပါ။ ဒါဟာရုရှားကနေတိုးကို ထိပါရန်စတဲ့ဆိုတော့လောက်ကျန်ဇလန်းကို ဖန်တီးဖို့အခင်းကျင်းမျိုးလို့ FSB ကဆိုပါတယ်ရုရှား Telegram channel တွေကယူကရိန်းအေဂျင့်တူဟာအလုပ်ဖြစ်မယ်လို့ယူဆရတဲ့ရုရှားတပ်လေယာဉ်မှူးတူကိုကနအူးချင်းကပ်ခဲ့ပေမဲ့လေယာဉ်မှူးကအငြင်းဆန်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်အဒီအခါတွဲဖက် လေယာဉ်မှူးကိုဆက်လက်ချင်းကပ်ခဲ့ပြီးလေယာဉ်ပြန်တန်းနေချိန်မှာလေယာဉ်မှူးရဲ့အောက်ဆီဂျင်ပိုက်ကနေအဆိပ်ခတ်နိုင်မဲ့အစီအစဉ်ကိုပါကန့်လန့်ပြင်ဆင်ပေးခဲ့တယ်လို့သိရပါတယ် အဲ့ဒီလေရင်အပိုင်စီးမှုကိုမူလကနိုဝင်ဘာ၄ရက်နေ့မှာအကောင့်ထဲဖော်ဖို့ကြံစီပြီးတစ်နှစ်လောက်ကြိုတင်အချိန်ယူထားခဲ့တာလို့ FSB ကစစ်ဆေးပါတယ်။အဲ့ဒီကိစ္စနောက်ကွယ်မှာဗြိတိန်ကလည်းထထဲဝဝင်ပါဝင်နေကြောင်းဒါပေမဲ့ဒီကိစ္စအထောက်မမြအောင်ဒါစီးနိုင်ငံကြောင် FSB ကပြောပေမဲ့အသေးစိတ်ကိုတော့မှတ်ချက်မပေးခဲ့ပါဘူး။ရုရှားအစိုးရပိုင်း RNA သတင်းဌာနကလည်းယူကရိန်းနဲ့ဗြိတိန်ထောက်လှမ်းရေးဌာနတွေပူးပေါင်းပြီး ရုရှားကိုအကြီးစားရန်ဆောင်မဲ့ကိစ္စတစ်ခုကိုဂျာပြန်ဟန်တားနိုင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ရုရှားရဲ့ဆက်ဆွဲချက်နဲ့ပတ်သက်ပြီးအတည်ပြုဖို့တော့အခက်ခဲပါတယ်။ယူကရိန်းနဲ့ဗြိတိန်ဘက်ကလည်းဒီကိစ္စအပေါ်တုံ့ပြန်ဖြေရှင်းတာမရှိသေးပါဘူး။ FSB ကဒီကိစ္စအတွက်လက်တော့ပြန်တဲ့အနေနဲ့အခုသတင်းပတ်အစောပိုင်းတုန်းကယူကရိန်းရဲ့မြို့တော်ကိယန်မှာရှိတဲ့ electronic ထောက်လိုင်းရင်ရင်တစ်ခုကိုခင်းစောဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့လည်းပြောပါတယ်။ FSB ဟာဆိုဗီယက်ခင်မှာအထူးနာမည်ကြီးခဲ့တဲ့ KGB ထောင်လိုင်းရေးဌာနကိုစက္ကန့်ထားတဲ့ agency လည်းဖြစ်ပါရှင်။ People's Bank ကတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းကသတင်းအကြောင်းအရာတွေကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။